မတို့လေ350နဲ့ပေါ့နော်မိန်းလမ်းမရဲ့ကြောကက်လဲကြတယ်မိန်းလမ်းမရဲ့ဒဲစင်းလဲကြတယ်ဒီမြေခွက်ကလည်းကျမတို့လေအရှိမပို့တင်ထားပေးသားသောမြေခွက်ဒါမဲ့လမ်းညွန့်နေအရန်မေးကြတယ်ပေါ့နော်ကြံခဲ့တဲ့ရက်ကမိုးရမ်းရွာတာဖြစ်နေတဲ့အတွက်ကိုပဲပေါ့နော်ကျမတို့လမ်းညွန့်လေးရိုက်မပေးနိုင်အခုဒါတစ်ချက်လောက်လေးကြည့်ရှုပြီးလော်ကားမိန်းလမ်းမရဲ့ကြောကက်လဲကြတယ်လော်ကားမိန်းလမ်းမရဲ့ဒဲစင်းလဲကြတယ်တကုံးစိတ်ကမ်းမြို့နဲ့တလေးကိုရက်ွက်ပါရှင်ပေါ့နော်ဒါကြောင့်မလို့ရောင်းချပေးမယ်လမ်းညွန့်လေးကိုတစ်ချက်လောက်လေးကြည့်ရှုပြီးပါအောင်ရှင် ရှိမှလေအခုမြင်တွေ့နေရလေကျမတို့လမ်းညွန်လေးကိုအရင်ရှင်းပြပေးမယ်ပေါ့နော်ဒီလမ်းလေးကိုတေချာလေးမရှင်းပြပေးဘူးလို့ပေါ့နော်ကျမတို့လေဒါဆိုရင်တော့တောင်တကုံထဲကနေပြီးတော့ဝင်လာလိုက်တာပေါ့နော်ဒီဟာဒီကျမတို့ကတင်ငါးတက်ပေါ့နော်တင်ငါးတက်ကမြင်နေချင်းဆိုင်မှာဆိုဒီ150ပေါ့နော်150နဲ့တင်ငါးတက်ကလမ်းထဲချတာပေါ့နော်ဒါဆိုအမှတ်နဲ့မိန်လမ်းမကြီးတီဒါလိုက်ကိုဒိုးရုပ်ပောက်ပြီးတော့ထွက်သွားတာဒါပေမဲ့ဒီတင်ငါးတက်နဲ့150ရက်ကွက်ကဒီဘက်မြင်နေချင်းဆိုင်ရက်ကွက်ပေါ့နော်ဒီဘက်မြင်နေချင်းဆိုင်ရက်ကွက်ဆိုကျမတို့ဒါ14ကိုရက်ကွက်ကြာသွားတယ်ဒီ14ကိုရက်ကွက် ဒီလမ်းမကြီးဆိုလို့ရှင်တော့ကျမတို့ကမြင်းမြင်းလှော်ကားလမ်းပေါ့နော်လမ်းမခင်းသေးရတဲ့လမ်းမကြီးဒါပေတရာတောင်ကျဲတဲ့လမ်းမကြီးပေါ့နော်ဒီလိုမျိုး main လမ်းမကြီးဒီကနေပြီးတော့ဒီလိုမျိုးလာမယ်တက်တဲ့လားဒီတောင်တုံကြီးကဝင်လာတယ်ဆိုလို့ရှင်လေဒါကအထောင်လှော်ကားကြီးပေါ့နော်လမ်းမခင်းသေးရတဲ့လမ်းမကြီးအဲ့တော့ဒီလမ်းမခင်းသေးရတဲ့လမ်းမရဲ့ကျမတို့ကကြောကတ်ကြတယ်လို့မျိုးဒီလမ်းရဲ့ကြောကတ်ကြတယ်နော်ဒါပေတရာလမ်းမကြီးဒီ main လမ်းမကြီးရဲ့ကြောကတ်အခုလိုမျိုးဒီလမ်းမကြီးရဲ့ဒဲစင်းကြတယ်ဒီအပင်လေးနားကနေဝင်သွားလိုက်အောင်ပဲပေါ့နော်အဝင်အထွက်အရန်က ောက်နေပေါ့နော် mainland မှာကြီးကနေနီးတယ်ဆိုမှတော်တော်ကြီးကိုနီးရယ်ပေါ့နော်ပေ40ပေ60ပါမစ်မီအမျိုးအစားဖြစ်တဲ့အင်ညာဆောက်လုပ်ခွင့်လူတွေထိုင်ခွင့်ကြထားပြီးသားပါရှင်ပေါ့နော်အဲ့ဒါကို350လေးတဲ့နဲ့ရတာဖြစ်တော့တယ်ပေါ့နော်ကျမတို့ဝယ်ယူသူတွေတကယ်ဝယ်ယူထားမဲ့မြေကွက်ထဲမှာလည်းဒီမြေကွက်လေးတစ်ကွက်ပါတာဖြစ်တဲ့အတွက်ကိုကျမတို့ဒီနားလေးကနေလှမ်းပြီးပြပေးမယ်နန်းတော်တော်ကောင်းတာဖြစ်တဲ့အတွက်ပေါ့နော် ျမပြောတယ်မှလားလမ်းနေဝင်လာမယ်ဆိုနီးနီးလေးဆိုတာပေါ့နော်ဒီအပင်လေးရှိတယ်ပြာလေးချမ်းနိုင်ပြာလေးလှမ်းမြင်နေရလမ်းတော်တော်ကောင်းနေနော်လမ်းတော်တော်ယူကျဲတဲ့ထဲမှာပါတယ်ကျမအရှိနေရရိုက်ပြမယ်ဆိုတော့အရင်ဆုံးဆုံးတော့ဒီနာလေးမှာကျမမတ်တက်ရတယ်ဒါဆိုအမှတ်နှစ်ကိုထောင်တက်တာဒါဆိုတောင်တကုံလေးကိုဝင်လာတာဒီလမ်းကဒီလိုမျိုးပေါ့နော်ဒီတဲလေးရှိတယ်ကားမတိုင်ရှိတယ်ကားမတိုင်ကနေဒီလိုမျိုးအတွင်းထဲဝင်သွားမယ်ဆိုလို့ရှိရင်လေဒါလမ်းမခင်းသေးတဲ့မြင်းနီလှော်ကားလမ်းဆိုတာဒီလမ်းကြီးပေါ့နော်ဒီဟာကြတော့ကျမတို့ကဒါအထောင်လှော်ကားဆိုတဲ့ဟာလေဒီလမ်းမှာဒီဟာကနေပြီးတော့ဟိုးတကုံစိတ်ကန်းထဲ တီကိုဝင်သွားလို့ရတဲ့လမ်းကြီးပေါ့နော်လမ်းဆိုပေတရာ main land မှာအဲ့တော့ဒီပေတရာကျဲတဲ့ main land မှာရဲ့ဒယ်စင်းဖြစ်တယ်ဟိုဘက်လမ်းမခင်သေးရဲ့အထောင်လော်ကားရဲ့ကြောကက်ဖြစ်တယ်ပေါ့နော်ကျမတို့အလှည့်နဲ့တွေ့မယ်ဆိုလို့ရှိရင်နော်အနောက်မြောက်ဖက်လှည့်လေးကြတယ်အိမ်ထဲမှာပေါင်းချင်းဆိုလို့ရှိရင်နော်၃ခန်းလေးကြပါတယ်ရှင့် ပါမစ်မြေမျိုးစားဖြစ်တဲ့1998ခုနှစ်ထုတ်ထားတာပေါ့နော်စီပင်အိုးဝင်စရင်အကုန်လုံးရောက်ပဲလေပေါ့နော်အင်ညာဆောက်လုပ်ခွင့်လူနေထိုင်ခွင့်ကြထားပြီဗျာလမ်းကျယ်တဲ့ထဲမှာလည်းပါရင်နော်အရှိမျက်နှာစာလမ်းပါဒီမှာဆိုခုမြင်ရပြီလားလမ်းနိုင်လမ်းနိုင်ရတော့မြောင်းတူးတယ်တချို့ကြတဲ့ခါကျတော့လေမြေခွက်ရှိမှရေလားလို့မေးကြတယ်ကျမတို့ကွန်ကရစ်ပေါ့နော်မလောင်းပေါ့နော်မြောင်းဘုံမလုပ်ဘူးဆိုလို့ရှိရင်တော့ရေရတော့မြင်ရမှာပဲဒီအပြာနော်ဒီအရှိရအပြာမဟုတ်ဘူးဟိုအနောက်ကအရှိရအပြာဒီရဲ့ကျမတို့ဒီရဲ့ဟိုအစာဦးပေါ့နော်လိမ္မော်ရ ောင်ကြီးရှိတယ်ဒီမှာဆိုဆက်ယုံတယုံဝင်တာပေါ့နော်အစာဦးလိမ်မော်ရောင်ကြီးနဲ့မျက်နှာချင်းဆိုင်ကြတဲ့အကွက်ကလေးပေါ့နော်သိန်း450နဲ့ပါရှင်ပေါ့နော်အခုမြင်တွေ့နေရတဲ့လမ်းမပေါင်ပေါ်ပါပါရှင်ပေါ့နော်ဒီလိုမျိုးလှော်ကမိန်လမ်းမကြီးကနေလဲဒေဆင်းလေးကြပါတယ်ရှင်ဒီမြေကွက်ကလေးဆိုရင်ပေါ့နော်ဒီလိုမျိုးမိန်လမ်းကြီးရှိတယ်ဒီလိုမျိုးပေါ့နော်လမ်းကျယ်ကြီးရှိတယ်ဒါဆိုဒါကျမတို့လမ်းမခင်းသေးတဲ့လှော်ကလမ်းပေါ့နော်ကျမတို့တော်ယုံတန်ယုံရိုက်ပြတဲ့အထဲမှာတော့မပါမိဘူးမပြုတ်မိဘူးပေါ့နော်ဒီတလေးကိုရက်ကွက်ကကြတော့သူကလေဟိုအရင်နေရပေါ့နော်ကျမတို့စီမံကိန်းနေရလေ ဖြစ်တဲ့အတွက်ကိုပေါ့နော်ဟိုဝယ်ယူသူတွေပေါ့နော်ကြိုက်တဲ့ထဲလဲပါတယ်ဝယ်ပြီးရင်လည်းပြန်မရောင်းကြတဲ့လူတွေလက်ထဲမှာလဲပါတာဖြစ်နေတဲ့အတွက်ကိုဒီနေရာလေးတွေရတော့ပေါ့နော်ဝယ်သူချစ်တဲ့နေရာလေးတွေပြောရမယ်ဆိုဒါမိုးရွာတာဒီရက်ပိုင်းဇက်တိုက်ဖြစ်တဲ့အတွက်ကိုဒီလိုမျိုးလေးပေါ့နော်ရောင်းဖို့လေးကြံတာကျမတို့ဒါပြောနေကြစကားတိုင်းပဲတပတ်အတွင်းဆက်ရက်အတွင်းဆိုလို့ရှိရင်တော့ဈေးနှုန်းလေးအပြောင်းလဲရှိပါတယ်ရှင်ပေါ့နော်ဒီတပတ်ကဆက်ရက်နောက်ပိုင်းမှာဆိုလို့ရှိရင်တော့ကျမတို့ဈေးလေးတစ်ချက်လောက်လေးထပ်ပြီးတော့မေးကြည့်ကြည့်ပါပေါ့နော်ဘယ်ဈေးလေးပြောင်းသွားလဲဆိုတဲ့ဟာပေါ့နော်အခုလောလောဆယ်တော့ဒီသိန်း၄၅ 50စင်နဲ့အခုလိုမျိုး main land မကြီးရဲ့ကြောကန်လဲကြတယ် main land မကြီးရဲ့ဒဲစင်လေးကြတယ်ဒီ land ကနေအခုကျမမတ်တက်ရက်တဲ့ land ကနေကြည့်မယ်ဆိုလို့ရှိရင်နော် land မကြီးရဲ့ဒဲစင်ကြတယ်အခုကျမတို့ဟိုဘက်ကနေပြီးတော့ဟိုဘက် land ရှိလိမ့်မယ်ဟိုဘက် land မကြီးကနေကြည့်မယ်ဆိုလို့ရှိရင်ကြောကတ်ကလေးကြပါတယ်ရှင်ဒီဟာလေးဆိုလို့ရှိရင်တော့ဗောနော်ကျမတို့စိုးအောင်မလုပ်မချင်းရောင်းထွက်သွားပါသည်မယူရေးမချင်းဝယ်ယူလို့ရပါတယ်ရှင်ဗောနော်သိန်း450နဲ့ဆိုတဲ့ဟာဗောနော်ဝယ်ရောင်းသမားထားရောင်းသမားယင်းနှိမ့်နှံသမားဗောနော်ဝယ်ကိုဝယ်ထားမယ်နေရပါကျမမြေပုံလေးတစ်ချက်ပြပေးပါ မြေပုံကဘယ်ကနေစပြဒီကနေပဲစပြကျွန်မအရင်ဆုံးမတ်တက်ရက်တာဒီနေရာမှာရက်တာပေါ့နော်ဒီ main line မှာဒီ date ကြီးမှာဒီ ग्वा ဆုံမှာရက်တာပေါ့နော်ဒါဆိုတောင်တကုံထဲကိုဝင်သွားတာပေါ့နော်ဒီဘက်ဆိုလို့ဒီဘက်ကိုထောင်တက်မယ်ဆိုလို့ရှင်တော့ဒါအမှတ်နှစ်ဘက်ကိုထောင်တက်တာဒီအရှိရဲ့ရက်ကွက်ဆို1 9 date ဒီအရှိရဲ့ရက်ကွက်ဆို150ပေါ့နော်သူကရက်ကွက်နှစ်ခုရဲ့ပေါ့နော်1 9 date က150ရဲ့မျက်နှာချင်းဆိုင်ရက်ကွက်ကဒီ1လေးကိုရက်ကွက်ကြကျွန်မအခုရက်နေဒီ date မှာရက်တာဒါကြီးဆိုလို့ရှင်ဒီလိုမျိုးဒိုးယူပေါက်တဲ့လမ်းရှိပေါ့နော်လှော်ကားလမ်းအဲ့တော့ဒီလှော်ကား main line မှာရဲ့အခုလိုမျိုး ဲစင်းပေါ့နော်ဒီအကွက်ကလေးကိုလည်းရတယ်ကျမတို့ဒီလော်ကလမ်းရှိတယ်လမ်းမခင်သေးတဲ့ဒီလမ်းမရဲ့ကျမတို့ကကြောကပ်ကူလည်းရဒီမြေကွက်ကလေးပါရှင်ကျမအခုရောင်းပေးပေးတာသိန်း450နဲ့ပေါ့နော်ဒီအရှိမှာဆိုလို့ရှင်တော့ဆက်ယုံတယုံအခုစောင့်နေတယ်ဒီမှာဆိုလို့ရှင်လည်းကျမတို့အကုန်လုံးတီးကြရတယ်ပေါ့နော်15ရေကကျဲတဲ့အိမ်ညာပေါ့အဲဝင်းပေါ့နော်ကျမတို့ဘာဝင်းဆိုတော့အထက်မပြောပါတော့ဒီမှာ ဝင်းကြီးဆိုလို့ရှိရင်တမိတ်တမောကြီးပေါ့ကြည့်ရမှာပေါ့နော်ဒီရဲ့ဝင်းနဲ့ပတ်သက်လို့ပေါ့နော်ဒီနားကဝယ်ယူသူတွေဆိုလို့ရှိရင်တော့တော်တော်လေးကိုခြိုက်ကြတယ်ပေါ့နော်သူတို့စောင့်ပြီးတော့လေဝယ်ထားကြများကျမတို့လေ300 500နဲ့ပေါ့နော်ရန်ကုန်မြို့ပေါ်မှာပေါ့နော်ပိုင်ဆိုင်မှုမှန်တယ်နေရာလည်းကောင်းတယ်ဆိုလို့ရှိရင်တော့ပေါ့နော်ငွေပုံငွေရှန်တမားတွေဝယ်ထားပါတစ်နှစ်ကတည်းကနှစ်နှစ်ကတည်းကအထက်ပေါ့နော်တကယ်ရင်းနှီးမြုံနှံကြည်ကြည်ပါရှင်ပေါ့နော်လာရောက်ရောင်းဟိုပြန်ရောင်းချင်တယ်ဆိုလို့ရှိရင်လေအချိန်မြွေးလာရောက်ရောင်းချနိုင်တယ်ကျမတို့အကျိုးဆောင်ကတူပါဆင်လေးပေးယုံပဲပေါ့နော် အဲဒါနဲ့တက်ဆက်တယ်ကျမလည်းမြေခွက်ထဲတိရောဝင်မပြတော့မြေခွက်ထဲမှာလေလုံးဝရေဝင်နေတာပြုတ်နေရပါတော့လမ်းပြတ်နေရမရှိဘူးလမ်းတော်တော်ကောင်းနေတဲ့ထဲမှာပါတယ်ပေါ့နော်အာမခံပြီးရလမ်းညွန်ပဲပေးလိုက်တော့လေဒါလမ်းညွန်ပေးရတာလေကျမတို့ဝင်နေကြဧည့်သည်တွေဆိုလို့ရှိရင်လည်းကိုယ်တိုင်ကိုယ်ကြလာကြည့်ကြည့်အဲဘိပသမားနေသမားတွေဆိုလို့ရှိရင်လည်းပေါ့နော်ဒါကကျမအခုဗီဒီယိုရိုက်ပြတဲ့ဟာကိုကြည့်ပေါ့နော်မှားယူမှုတစုံတစ်လိမ့်မရှိဘူးပိုင်ဆိုင်မှုစာရဲစာရံတော့တာဝန်ယူပေးတယ်ပြီးရင်အချိန်မရွေးလာရောက်ရောင်းချနိုင်တဲ့အကျိုးဆောင်က2%ပေးရမယ်တက်စေးကြစေးတာဝန်ယူပေါ့နော်ဟာပေါ့ဆိုဒီအချိန်မှာတည်စေးပြီးပြီပဲကျမတို့ခိတ် လာအခြေအနေကြောင့်ဈေးပြောင်းသွားတယ်ဆိုလို့ရှိရင်ဒါဝယ်ယူသူရဲ့ကုကုကုအကန့်ပေါ့နော်ဒါစီမံကိန်းပေါ်လာလို့တခုခုကြောင်းလို့ပေါ့နော်ဒီဈေးတွေဈေးတက်လာလို့ပြုတ်လာတယ်ဆိုလို့ရှိရင်လည်းဝယ်ယူသူရဲ့ကုလိုကန်ပေါ့နော်ဘယ်ချိန်မဲနိုင်အောင်လာအောင်ကတော့ကာလာပေါက်ဈေးတိုင်းအယောင်းဝယ်လုပ်ပေးပေးတယ်အဲကျမစီကဝယ်ထားတဲ့ဧည့်သည်တွေဆိုလို့ရှိရင်ပို့ပြီးသိမယ်ပြန်ရောင်းချင်တယ်ဆိုလို့ရှိရင်တစ်ဖက်ကနေပြီးတော့တက်လာအတွင်းတော့အကြောင်းကြားအမကြီးကျွန်တော်ကျမတို့ဒီဟာလေးရောင်းချင်လို့ကျမတို့ရုံကဖုန်း operator လေးတွေမေးတယ်ပေါ့နော်ဘယ်နှရက်အချိန်ရလဲဆိုလို့ရှိရင်ဒီနေ့ရောင်းချင်တယ်ဆိုဖိုင်ဆိုင်မှုယူလာပြီးဒီနေ့လာရဒီနေ့ဒါလေးဘယ်လောက်ရမလဲဆိုတဲ့ဟောင်းမလာခင်ကျမတို့တစ်ခါ ခါလေးပြော့ပေးပေးတယ်။ကိုစိတ်နဲ့ကိုကိုရောင်းနေတယ်ဆိုလို့ရှင်တော့လာရအောင်။အဲ့လိုမျိုးမှမဟုတ်ကျမတို့ပေးတဲ့ဈေးကနည်းနေတယ်ကိုကဒီတက်မခပို့လို့ခြင်းလဲဆိုလို့ရှင်လည်းပေါ့နော်။ဒီလောက်ဒီလောက်လိုခြင်းလဲဆိုလို့ရှင်တို့ဧည့်သည်လေးထည့်ပြပေးတယ်ပြုပေးပေးတယ်ပေါ့နော်။စောင့်ပြီးတော့ရောင်းပေါ့နော်။ရောင်းမယ်ဖြစ်တာပဲ။အဲပြောချင်တာတစ်ချက်ကအကျိုးဆောင်ကဒူပါဆင်ပေးပေးပေးပါရှင်ပေါ့နော်။အခုကျမရောင်းချပေးလိုက်တဲ့နေရာဒီရန်ကုန်တိုင်းဒေသကြီးတကုံစိတ်ကမ်းမြို့နယ်တလေးကိုရက်ွက်ပါရှင်။ပေ၄၀ပေ၆၀ပါမစ်မြေမြို့စားဖြစ်တဲ့အင်ယာဆောက်လုပ်ခွင့်လူနေထိုင်ခွင့်ကြားထားပြီးသားဖြစ်တယ်။ အဲ1998ခုနှစ်ထုတ်ထားတာเนาะစီပင်အိုးဝင်စရင်တစ်ခါတည်းရောက်တယ်တစ်ခါတည်းစစ်ဆေးထားပြီးသားခြံခတ်ထားပြီးသားပေါ့เนาะဝေယူသူတွေအတွက်ကောင်းတာမင်းလမ်းမရဲ့ဒယ်စင်းကိုလည်းရတယ်မင်းလမ်းမရဲ့ဂျော့ကတ်ပေါ့เนาะပိုင်ဆိုင်မှုစာရွက်စာတမ်းစီစစ်ထားပြီးသားတွေပေါ့เนาะခြံခတ်ထားပြီးသားတွေပေါ့เนาะကိုကရှေ့နေရှိလို့ပေါ့เนาะကိုရှေ့နေနဲ့ကိုလာရောက်စစ်ဆေးခြင်းလဲဆိုလို့ရှိရင်လည်းပိုင်ဆိုင်မှုစာရွက်စာတမ်းမူရင်းကိုကျမတို့ရုံခွန်မှာလာရောက်စစ်ဆေးစိတ်တိုင်းကြားမှာဆယံချเนาะစိတ်တိုင်းမကြရင်ဆယံမချနဲ့တချို့ကြတော့လည်း online ကနေကြည့်ပြီးတော့တစ်ခါတည်းဆယံငွေပေးခြင်းတာရှိအဲ့လိုမျိုးဆိုလို့ရှိရင်လည်းစိတ်လွတ်လပ်လို့ပေးပေါ့เนาะကျမတို့ဒါ ဆိုင်ရင်ငွေလက်ခံရရှိကြောင်းဘယ်နည်းရွေးငွေချေရမလဲဆိုတဲ့ဟာကို အဲဝဲသူနဲ့တခါတည်းညှိပြီးတော့ဘောင်ချာလေးတွေပြန်ပို့ပေးတယ်ပေါ့နော်အဲလာဝဲတဲ့ခါကျရင်ရှေ့နေပါလာလို့ပေါ့နော်တီကျွမ်းတဲ့မိတ်ဆွေပါလာလို့ပေါ့နော်ပိုင်ဆိုင်မှုစာရွက်စာတွေဆစ်ချင်တယ်ဆိုရင်လည်းဝေမချေခင်ကြိုက်တဲ့ရုံးဌာနမှာဆစ်စေကျမတို့ပိုင်ဆိုင်မှုစာရွက်စာတွေမူရင်းတွေလိုက်ပြပေးပေးတယ်ပေါ့နော်စိတ်တိုင်းကြဆစ်စေပါအရှင်ပေါ့နော်ကျမတို့ဘက်ကမြန်မာရေးမှုတစုံတရာဖြစ်ထားတယ်ဆိုလို့ရှိရင်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ပေးထားသည့်စင်ရံငွေရဲ့နှစ်ဆပေါ့နော်စာချုပ်ပါစီကံနိုင်ကိုကျမတို့ပြန်ရောပေးပါတယ်ရှင်ပေါ့နော်မှားယွင်းမှုမရှိစေရဘူးဆိုတဲ့ဟာလည်းတာဝန်ယူပါတယ်ရှင်ပေါ့နော်ဆက်သွယ်မယ်ဆိုရင်တော့0939322322 0000688ကိုမနက်9:00နာရီကနေညနေ9:00နာရီအထိဆက်သွယ်လို့ရပါတယ်ရှင်။ရုံးကန်တီနီယာဆိုရင်တော့တောင်တဘုံမြို့နယ်25ရက်ွယ်ပလဲရတနာလမ်းမပေါ့။ပြည်တော်စုပန်းချံပန်းချံရှိမှဆိုပြည်တော်စုပန်းချံကားမှတ်တိုင်ဆိုတာရှိရယ်။ကားမှတ်တိုင်ရဲ့ဘေးမှာပဲကျမတို့ပလဲရတနာမင်းလမ်းမကြီးရှိရယ်။ဝင်ဝင်လာပြီးချင်းငါးတိုင်းမြောက်ပါရှင်ပေါ့နော်။မနက်9:00နာရီကနေညနေ9:00နာရီအထိရုံးကန်ဖို့ပါတယ်ရှင်။ရုံးပရက်မရှိပါဘူးပေါ့နော်။ရုံးပန်း ပိတ်ချိန်ပေါ့နော်9နိုင်နောက်ပိုင်းလေးမှာဆက်သွယ်လို့မရခဲ့ဘူးဆိုလို့ရှင်တော့ page ကဲ messenger မှာဆက်သွယ်ပါရှင်စိုးအောင်မလုပ်မချင်းရောင်းထွက်တော့ပါသေးမရေးမချင်းဝယ်ယူပါဆိုတဲ့ဟာတိုက်တွန်းတယ်လမ်းမိုင်နဲ့တော်တော်နည်းရဲ့လမ်းမကြီးကျမတို့လေလမ်းကျယ်ပေါ့နော်လမ်းကျယ်ရဲ့ကြော့ကက်လမ်းကျယ်ရဲ့ဒဲစင်350ဆိုတဲ့ဟာရှိလို့လား ရှိမှမရှိရပါတော့တကယ်လို့ရှိလာမယ်ဆိုလို့ရှိရင်လည်းအခုလိုမျိုးကျမတို့အစင်တင့်ဆိုတဲ့ဟာလည်းမရတဲ့လောက်ကိုရှာပါရယ်ပေါ့နော်ဒါကြောင့်မလို့ဝယ်ရောင်းသမားထိုင်ရောင်းသမားရင်းနှီးမြုပ်နှံသမားဝယ်ယူထားဖို့တိုက်တွန်းပါရယ်ရှင့်တိုက်ဆိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ဝယ်ယူပေးပါအောင်ရှင့်တရားချင်းစီတိုင်းကိုကျေးဇူးတင်ပါရယ်ရှင့်